နေပြည်တော်ကောင်စီနယ်မြေတက်ကုန်းမြို့နယ်မှာမေလ16ရက်နေ့မနက်ပိုင်းမှာမိုးရေကြိမ်နှစ်တက်သမှ3လက်မှကရွာသွန်းခဲ့ပြီးတောင်ကြရေများစီးစင်းကရန်ကုန်မန္တလေးရထားလမ်းအောက်ပိုင်းတရားမှတဆင့်ရန်ကုန်မန္တလေးကားလမ်းမှကြီးကိုရေကျော်ပြီးနှဝင်းချောင်းမှတဆင့်အနေပိုင်းကြေးရွာများအတွင်ရေများဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းနဲ့စင်သေးရေလွှဲစေကြောင်းရေဝင်ရောက်ခြင်းမဟုတ်ကြောင်းစေမြောင်းနယ်ရေသုံးချမ်းမှုစီမံခန့်ခွဲဦးစီးဌာနမှမြို့နယ်ဦးစီးမှုဦးမြင့်စောကအခုလိုပြောပါသည် နေ့3နာရီခွဲလောက်ကလေးကကျွန်တော်တို့ညွေစပားစီပြေးဝေးလုပ်ငန်းလေဆောင်ရွက်ထားတာရှိတဲ့အတွက်အဲ့ဒီကလဝဲရေခွန်မြောင်းကကျွန်တော်တို့တူးမြောင်းနဲ့ဥထဲတဲ့ရေတွေကိုကျွန်တော်တို့ကဒီစင်းတဲ့ရေလွဲစင်တင်းကိုရေတကားတွေရဲ့တစင်ပြန်လဲဖွင့်ချပြီးတော့ကျွန်တော်တို့က တူမြောင်တွင်းကိုရေဝင်ရောက်မှုကိုစောဆုံးလျှော့ချထားပြီးဖြစ်ပါတယ်အဲဒီနောက်မှာတော့ကျွန်တော်တို့ဂျားဝင်ရီတွေကိုတိုက်ရိုက်ရေပေးပြွန်နေနောက်လက်တံမြောင်းတွေကိုလည်းဒီကားတွေဖြန့်ပြီးတော့အဲဒီအချိန်မှာတော့ကျွန်တော်တို့တူမြောင်းတွေကရင်းနှုတ်မြောင်းတွေအဖြစ်ဆောင်ရွက်ပေးရတာဖြစ်ပါတယ်တောင်ကြရီတွေစီစဉ်လာတာကိုကျွန်တော်ရှိနေတဲ့တူမြောင်းတွေကတစ်ဆင့်စနစ်တကျနဲ့ရေနှုတ်ပေးရတဲ့သဘောကျွန်တော်တို့ဆယ်မြောင်းကနေပြီးတော့ဆောင်ရွက်ပေးတာဖြစ်ပါတယ်။အဲ့မှာကိုရှန်ရေတွေကတော့ကျွန်တော်တို့ရိုးတွေချောင်းတွေကတစ်ဆင့်နောက်ဧကထောင်ကြီးရှိတဲ့ကုန်းမြေယာမြေတွေကတစ်ဆင့် ခုနအနှိမ်ပိုင်းဖြစ်တဲ့ဒီညောင်လွန့်အုတ်ချစ်ကုန်းနောက်မကြီးပင်ပေါ့နော်အဲ့လိုအနှိမ်ပိုင်းကြေးရွာတွေကိုဒီရီကကျွန်내9နာရီခွဲလောက်ကစပြီးတော့ကားလမ်းတွေရေကျော်ပြီးတော့ဒီဘက်နဝင်းချောင်းထဲကိုရေတွေကကျနဝင်းချောင်းကတစိအောက်ဘက်ကရွာတွေဒီရီကအချိန်ပိုင်းတွင်းမှာဟိုရေကြီးမှုဖြစ်စေဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်တို့အနေနဲ့တော့အခုလက်ရှိလဲပေါ့နော်ဒီကျွန်တော်တို့လဝဲရေခေါ်မြောင်းကနေပြီးတော့စီဝင်နေတဲ့ရေတွေကိုကျွန်တော်တို့ဒီစင်တေးရေလွှဲစေတဲ့ဟူလက်ဝဲရေတကားတွေကတစိ့ ဆယ်ထဲမှာလဲကျွန်တော်တို့ကရေကိုလျှော့ချထားတာဖြစ်တဲ့အတွက်ဒီတူးမြောင်းနှဲကိုရေလုံးလုံးဆယ်မလွတ်တီးပဲနဲ့ကျွန်တော်တို့ကစနေရေလွဲဆယ်ထဲကိုပဲရေကိုလျှော့ချထားတယ်ဆိုတဲ့အကြောင်းကိုလဲကျွန်တော်တို့အများပြည်သူတို့တိဖို့လို့တင်ပြလိုပါတယ်ခင်ဗျာ။ဟိုများလို့ရေကြီးမှုဖြစ်စဉ်ဖြစ်ကြရကျွန်တော်တို့ကဒီတူးမြောင်းနှဲမှာဆယ်ရေကိုရခင်ရဆိုရင်တော့ကျွန်တော်တို့ကဒီရေလွဲဆယ်ကနေပိတ်လိုက်တာပါ။အခုကတော့ကျွန်တော်တို့ကလက်ဝဲလက်ရရေခုံမြောင်းကနေပေးနေတာဖြစ်တဲ့အတွက်ဒီလက်ဝဲလက်ရရေခုံမြောင်းကရေတွေကို ကျွန်တော်တို့တွမြောင်းနေထဲမှာရေခမ်းနင်းနိုင်တဲ့မြားနဲအောင်ကျွန်တော်တို့ကဒီဘက်ရေလွှဲဆယ်တဲ့ကိုပြန်လဲပြီးတော့ရေချပေးထားတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအတွက်တွမြောင်းထဲမှာကျွန်တော်တို့ဆယ်ရေကအနှဲငယ်ဒီကြမ်းကင်းရေလောက်ပဲတပီလောက်ပဲရှိပါတယ်စင်တေးရေလောင်းတမန်တော့ကျွန်တော်တို့ဆယ်ရေပြည့်မှတ်ပေါ့နော် RA 930ရှိရမှာအခုချိန်မှာဆိုလို့ရှိရင်တော့ RA 680ကျော်ပဲရှိပါတယ်ကျွန်တော်တို့ရေပြည့်မှတ်ရောက်ဖို့ပေး30လောက်လိုအပ်ပါသေးတယ်ခင်ဗျာအဲ့ဒီအတွက် ဆယ်အောက်မှာရှိတဲ့လူတွေအနေနဲ့လည်းဒီစင်တီဆယ်နဲ့ပတ်သက်လို့စိုးရိမ်ထိတ်လန့်မှုမရှိဘူးတင်ပြလိုပါတယ် စင်သေးရေလွဲစင်မှာရေတူလောင်နိုင်တဲ့ပမာဏမှာရေပြည့်အမှတ်9555ဧကပေဖြစ်ပြီးလက်ရှိရေလဲစွဲအတွင်းရေဝင်ရောက်မှုမှာ1955ဧကပေဖြစ်ကြောင်းနဲ့စက်ပြိုးရေများပုံမှန်ပေးနိုင်ရန်အတွက်လက်ဝဲလက်ရာရေခေါ်မြောင်းစနစ်မှာလိုအပ်တဲ့ရေပမာဏကိုထိန်းချိန်ဖြန့်ဝေပေးလျက်ရှိကြောင်းသိရှိရပါပါခင်ဗျာ။